င်သွားပါရှင်။တမီတို့ကတော့ TTF Sound District ပဲတစ်ခုမှပြန်တင်ကြနေတဲ့အကြောင်းသားအကြောင်းသူတွေဖြစ်ပါသေးရှင်။တမီတို့တစ္ဆေပြသပေးခြင်းနဲ့အကြောင်းအရာတွေကတော့ Grade 7ကမ္ဘာသမိုင်းသင်ကန်းဆိုင်ရဲ့အီတလီမြို့ပြနိုင်ငံများထဲမှာထိခြားကြောက်ကြတဲ့မိမန်နဲ့ဗီနီမျိုးတို့ရဲ့အကြောင်းလေးကိုပြပြပေးသွားမှာဖြစ်ပါသေးရှင်။တမီတို့ရဲ့ presentation လေးကိုအဆုံးထိရှင်းလာစင်ပေးကြပါအောင်ရှင်။ ကျုံးအနေနဲ့မီလန်မြို့အကြောင်းကိုပြပက်ပေးတော့မှာဖြစ်ပါတယ်ရှင်။မီလန်လို့ပြောလိုက်တာနဲ့အီတလီနိုင်ငံရဲ့ဒုတိယအကြီးဆုံးမြို့ဖက်ရှင်အမှုပညာရေးရဲ့အရေးကြီးတဲ့မြို့တစ်မြို့ကိုပြီးမြင်ကြမယ်လို့ထင်ပါတယ်။မီလန်မြို့ဟာတက်တန်2600ကျော်ရှိတဲ့မြို့တစ်မြို့ဖြစ်ပါတယ်။ မီလဟာဆိုရင်အီတလီနိုင်ငံမြောက်ပိုင်းမှာတည်ရှိတဲ့မြို့တစ်မြို့ဖြစ်ပြီးလွန်ပါတီခရိုင်မှာတည်ရှိပါတယ်။မြောက်ဘက်မှာဆွစ်ဇာလန်နဲ့နီးပြီးအနောက်ဘက်မှာတူ၍အရှေ့ဘက်မှာဗီနစ်မြို့နဲ့တည်ဆက်နေပါတယ်။မီလန်မြို့ဟာဖက်ရှင်နဲ့ဒီဇိုင်းလောကကြီးရဲ့တစ်ကပ်ပါလုံးဆိုင်ရာမြို့အဖြစ်နာမည်ကျကြပါတယ်။ ဒီရမြို့ဟာမြို့ပြသူဦးရေရာအီတလီနိုင်ငံတွင်တွင်အကြီးဆုံးမြို့တစ်မြို့ဖြစ်ပြီးဗမာမြို့ပြီးအီတလီတွင်ဒုတိယအများစုလူရေအထူးတပ်ဆောင်မြို့တစ်မြို့လည်းဖြစ်ပါရဲ့မီလန်မြို့သည်183.89စတူရိုင်းကီလိုမီတာ81.39စကွဲယားမိုင်ကျယ်ဝန်းပါတယ် ီလန်မျိုးရဲ့ထွက်ကုန်တွေကိုပြပြရမယ်ဆိုလို့ရှိရင်ဖရှင်မျိုးတော်လိုတင်စားကြရတဲ့အတွက်ဖရှင်နဲ့အထင်လေးများအရှိဆုံးပါဝင်ပါတယ်။မီလန်မျိုးမှာဖရှင်နဲ့အထင်လေးများအပြင်မော်တော်ယာဉ်နဲ့စက်မှုထွက်ကုန်များ၊နုပညာပစ္စည်းများ၊ပကြီကားချက်များနဲ့စားသောက်ကုန်များလည်းထွက်ရှိပါတယ်။ထွက်ကုန်တွေတည်သွားပြီဆိုတော့စီးပွားရေးအကြောင်းကိုဆက်လက်ပြောပြရမယ်ဆိုရင်မီလန်ဟာအီတလီနိုင်ငံရဲ့စီးပွားရေးဗဟိုမြို့ဖြစ်ပြီးဘာနာရေးစက်မှုလုပ်ငန်း၊ဖက်ရှင်၊နည်းပညာနဲ့ခီးသွားလုပ်ငန်းတွေနဲ့ နာမည်ကြီးတဲ့မြို့တစ်မြို့ဖြစ်ပါတယ်။အီတလီ GDP ရဲ့တစ်ဆယ်ရာခိုင်နှုန်းကိုတခုတည်းနဲ့ထုတ်လုပ်နိုင်တဲ့မြို့ဖြစ်ပြီး Euro Area ရဲ့အဓိကစီးပွားရေးမြို့တော်များလည်းပါဝင်ပါတယ်။မီလန်ရဲ့စီးပွားရေးလုပ်ငန်းတွေကတော့တစ်ဘန်နာရေးနဲ့ငွေကြေးဆိုင်ရာလုပ်ငန်းများ Fashion နဲ့အထယ်လိပ်လုပ်ငန်းများစက်မှုလုပ်ငန်းများနည်းပညာတည်ထွင်မှုလုပ်ငန်းများနဲ့ခီးသွွားလုပ်ငန်းတို့ပဲဖြစ်ပါတယ်။ ခြိပွားရေးလုပ်ငန်းအကြောင်းပြီးတွားရင်တော့တွားရောက်လည်းပတ်ရှင်စရာကောင်းတဲ့အထင်ကရနေရာလေးတွေကိုဆက်လက်ပြောပြပေးခြင်းပါတယ်ရှင်။မီလန်မြို့မှာအထင်ကရနေရာများစွာရှိပြီးထိုနေရာတွေကတော့အလွန်ကုန်မှတွားရောက်လည်းပတ်ရှင်အောင်ဆွေးဆောင်နေတဲ့နေရာတွေဖြစ်ပါတယ်။၎င်းနေရာတွေကတော့မီလန်ဖျားကျောင်းကြီးဒိုမိုဒီမီလန်တို့ ထို့ကြောင့်ရှိရဆိုရင်အီတလီနိုင်ငံရဲ့အကြီးဆုံးကော်တက်ဖျားကြောင်ကြီးဖြစ်ပြီး1386ခုနှစ်ကစတင်တည်ဆောက်ပြီး600စုကြာတည်ဆောက်ခဲ့တဲ့ဖျားကြောင်ကြီးဖြစ်ပါတယ်။ထို့ကြောင့်ကြီးဟာမီလန်မြို့ရဲ့တင်ဂီတာတစ်ခုအဖြစ်ကြော်ကြပါတယ်။နေ့ဂျယ်လာရီယာဗစ်တိုးရီယာအီမန်နွေဟာဆိုရင် 1865-1889ခုနှစ်တွင်တည်ဆောက်ခဲ့တဲ့ဥရောပရဲ့အကြီးဆုံးဈေးဝယ်ခန်းမများထဲမှာတစ်ခုဖြစ်ပါတယ်။ Luxury Shop နဲ့ Coffee Shop တွေပါဝင်ပါတယ်။စီကားရဲ့နေရာတစ်ခုဖြစ်ပြီးခီးတွားရဲ့တွားရလဲပဲလို့ကောင်းတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ ော်ဗီနာဘောလုံးကြီးဆန်စီယိုစတေဒီယမ်ဆိုရင် AC မီလန်နဲ့အင်တာမီလန်အတင်းရဲ့အိမ်ကွင်းဖြစ်ပြီးလူ၈တောင်းကျော်ဆန်တဲ့အားကစားကွင်းတစ်ခုဖြစ်ပါတယ်။ဘောလုံးပွဲကြီးဖို့နာမည်ကြီးရတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်ရှင်။လာစကာလာဘိုယုံလာစကာလာဘိုယုံကတော့အီတလီရဲ့နာမည်ကျော်အော်ပရာဟောက်စ်ဖြစ်ပြီး 1928ခုနှစ်ကလေးက Opera and Billiam ပြုလုပ်လို့ရှိတဲ့နေရာတစ်ခုဖြစ်ပါတယ်။ Charles Dickens, Moses, Giuseppe Verdi တို့လိုအနုပညာရှင်ကြီးများပါဝင်ခဲ့တဲ့ Opera House ပဲဖြစ်ပါတယ်။ the less of leonardo da vinci ကတော့ leonardo da vinci ရေးဆွဲထားတဲ့နာမည်ကျော်ပကြီးကများရှိတဲ့နေရာဖြစ်ပြီး santa maria delle grazie ဖျားကျောင်းတွင်တရှိပါတယ်15ရာစုကလေးကတမန်နီနဲ့အမိုက်စအမှုပညာလေးရာအဖြစ်ကြော်ကြားတဲ့နေရာတစ်ခုလေးဖြစ်ပါတယ်။ ပေါ်ဇာကစတေကတော့14ရာစုတွင်တည်ဆောက်ခဲ့တဲ့နန်းတော်ဖြစ်ပြီးအမှုပညာပြတိုင်များလီယိုနာဒိုဒါဗင်ချီရေးသားခဲ့တဲ့ပချီများပါဝင်တဲ့နေရာဖြစ်ပါတယ်။စပေါ်ဇာကစတေဟာမြို့တော်ကြီးရဲ့တမိုင်းကိုတွေ့နိုင်တဲ့နေရာလေးဖြစ်ပါတယ်။နံပါတ်ကို Navili Candles နာဗီလီမင်းသမန်လမ်းကြောင်းများဟာဆိုရင်ဗနစ်ပူလူပြီးတကွန်လမ်းကြောင်းများဖြစ်ပြီးကော်ဖီဆိုင်အမှုပညာပြခန်းအားများစွာနဲ့တာယာလာတဲ့နေရာတစ်ခုဖြစ်ပြီးညနေခင်းအနားယူရန်ကောင်းတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။နံပါတ်၈ Monumental Cemetery Cemetery Monumental ဟာအနုပညာပိုင်းဆွဲရည်ပြုဝသည့်နေရာတစ်ခုဖြစ်ပြီးဗဟုသုတကျရာတီယာတမန်ဝင်အဆောက်အုံများပါဝင်တဲ့နေရာလေးဖြစ်ပါတယ်။အနုပညာအထူးရှိသူများလေ့လာသင့်တဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။နံပါတ်5 Barrel Art Gallery Final Quotica di Barrel ဟာအီတလီရဲ့ Renaissance နဲ့ Baroque ကများပြသသောပြတိုက်ပြီးဖြစ်ပြီး Raphael ကာရာဗာဂျီယိုထိုင်တီယန်စုလိုကြော်ကြားသောပကြီးဆရာကြီးများရဲ့လက်ရံများတော့ဟာထိုးပြတိုင်မှာရှိပါတယ်။ဒါပေမဲ့သေလီယိုနာໂດဒါဗင်ချီမျူဇီယံအော့ဖ်ဆိုင်ယန့်အန်တက်ကနိုလော်ဂျီ လီယိုနာໂດဒါဗင်ချီရဲ့သိပ္ပံနည်းပညာဆိုင်ရာစံတမှုများကိုလေ့လာနိုင်တဲ့နေရာဖြစ်ပြီးအီတလီရဲ့အကြီးဆုံးသိပ္ပံနည်းနည်းပညာပြတိုက် Robotics, Aviation, Space Science Exhibition များပါဝင်ပါတယ်ဒီလမှာကြီးမားရဲ့ပရိုဂရမ်များရှိပါတယ်။ယခုချိန်မှာအများကြီးလူတီများပရိုဂရမ်ရတော့နံပါတ်1အမီလန်ဖက်ရှင်ဝီက အဖက်ရှင်ပွဲတော့ပါဒီဒီမှာဒီဇိုင်နာတွေဖက်ရှင်အမှတ်တစိတ်ခေါင်းဆောင်ဖက်ရှင်တွေကိုပြသကြပါတယ်နံပါတ်1ကတီနန်ဒယ်မိုပါအင်ဒိုဆောင်ပစ္စည်းတွေအင်တီဂရေးရှင်းတွေကိုအမြင်ကားနေတဲ့စစ်စားတင်ပြလာတဲ့ပွဲတော်ကနံပါတ်3က Milan Film Festival ရုပ်ရှင်ပွဲတော်ဖြစ်ပြီးအစွန်းရောက်တဲ့ရုပ်ရှင်တွေကိုဒီမှာအထူးပြသကြပါတယ်။နံပါတ်4ကတော့ La Scala Opera Season Opera နဲ့ Guitar ဘက်ကိုတင်ဆက်ပြသတဲ့ပွဲတော်ပါ ဒီပွဲတွေကလည်းမီလန်မျိုးရဲ့အနုပညာရေးမှုကိုပြသတဲ့အခါမှာအရေးပါတဲ့အစီအစဉ်တွေဖြစ်ပါတယ်ပွဲရီပြွားပြီဆိုတော့မီလန်မြို့ရဲ့ဇာဆာရီကဘာတွေလဲဆက်လက်ကြည့်ရှုလိုက်ကြရအောင်ရှင်မီလန်မြို့မှာဇာဆာရီကအလုံးနမဲကြီးပါပဲဒီမှာရနိုင်တဲ့ဇာဆာရီကဂျန်နေတင်သက်ရတဲ့ရွာဇာဆာရီအီတလီရွာလေးဖြစ်တဲ့မီလန်ပွဲဇာဆာရီပါဘရာဆာဒိုအလုံးနမဲနီမီလန်ဇာဆာရီမှာနမဲကြီးရဲ့ရီဆိုတူကဘာသာရဲ့ဖြစ်ပြီး ဆုံရောက်တဲ့သင်းတို့မဟုတ်တခွိုင်းနဲ့လည်းထိကြတာကြောင့်တရားသာအကွာကြည့်မဲ့စာပွဲရှုတက်ပါတယ်။ကိုတိုလက်တူအော်လမင်းလည်းနီဒါကတော့အီတလီဟာမီလန်တွင်လက်တင်တော်တာအစားစားတစ်မျိုးဖြစ်ပြီးချက်သားတို့ပေါ့စိတ်သားကိုမုံလုံးတင်ထုတ်ပြီးရေရှည်မှုကိုတင်လိုက်တဲ့အခါထိုင်းနီတော်စာပွဲပဲဖြစ်ပါတယ်။ပနတိုနာအစားစားရှုသည့်ပနတိုနာအလားတူသမင်းပြရိုက်သောရှုမုံများဖြစ်ရှိပါသည်။အထူးခြားရာပနတိုနာကရှုသောအမျိုးမျိုးသည့်နှံများရှိပါသည်။ ဂရာကွန်ဆိုလာရှိစ်မီလန်နဲ့ဂရာကွန်ဆိုလာဒီအင်ကာကိုတင်ပြစီရနာမည်ကြီးသောအသားရှိနယ်စားစာတစ်မျိုးဖြစ်ပါတယ်။ပညာရေးနဲ့တက္ကသိုလ်ရေးအကြောင်းကိုဆက်စပ်လေ့လာမယ်ဆိုလို့ရှိရင်မီလန်မြို့ဟာအီတလီနိုင်ငံရဲ့ပညာရေးအရေးကြီးဆုံးမြို့တွေကတစ်မျိုးဖြစ်တဲ့အတွက်မီလန်မှာနာမည်ကြီးတက္ကသိုလ်ရေးပညာရေးဖွဲ့အစည်းတွေနဲ့အမှုပညာ၊ဆိုင်းဆိုင်ရာသင်တန်းတွေအများကြီးရှိလို့ရပါတယ်။တက္ကသိုလ်တွေကတော့ University of Milan Politecnica Kochi Milan, Bakonsi University နဲ့ University of Milan Bakono ဖြစ်ပါတယ်။ဒမှုအကယ်ဒမီကျောင်းဟာဒီဇိုင်းနဲ့လက်ရာဖန်တီးမှုဆိုင်ရာသင်တန်းတွေအတွက်နာမည်ကြီးတဲ့ကျောင်းဖြစ်ပါတယ်။အခြားသောပညာရေးအဖွဲ့အစည်းတွေကတော့ Instituto Marangoni ကျောင်းဟာ Fashion နဲ့ Design တွေဘက်မှနာမည်ကြီးတဲ့ကျောင်းဖြစ်ပြီး Gucci.Andavana စားရဲ့ Fashion ပညာရှင်တွေကိုမိထုတ်ပေးထားပါတယ်။ ။မြန်မာမျိုးမှာပညာရေးစနစ်ကနိုင်ငံတကာကျောင်းသားတွေအများအပြားလာရောက်လေ့လာနိုင်အောင်ပြင်ပတဲ့အတွက်အမှုပညာ၊ဒီဇိုင်း၊စီးပွားရေးနဲ့သိပ္ပံတွေပဲဒီမှာကြောက်ကြောက်သာလေ့လာလို့ဒီများအတွက်သင်တော်ရင်းနဲ့ဒုတိယအနေနဲ့ပြောပြပေးသွားမှာကတော့ဘင်းနေမျိုးအကြောင်းပဲဖြစ်ပါရဲ့ရှင်။ ဖင်းနေမျိုးလို့ပြောလိုက်တာနဲ့အီတလီနိုင်ငံရဲ့တမိုင်းဝင်အစာအုပ်တွေတာယာလှပတဲ့ရှုကင်းနေတဲ့ပြင်းနေတဲ့မျိုးလေးကိုအလုံးပဲပြင်းပြမကြမှာအမှန်ပါပဲရှင်ထိုဖင်းနေမျိုးလေးကတော့အီတလီနိုင်ငံရဲ့အနောက်ဘက်မှာတည်ရှိပြီးအော့စတီအိုတရှိတခြားတွင်တည်ရှိပါတယ်ဖင်းနေမျိုးဟာတဘာဝလှပတော့ရေပောင်းမင်းများနဲ့လှပတဲ့ရှုကင်းအစာအုံတို့ကြောင့်ကဘာနှံမခီတော်များကိုဆွဲဆောင်လျက်ရှိပါတယ်ရှင်ဖင်းနေမျိုးဟာအီတလီနိုင်ငံရဲ့ဝင်ကြီးချုပ်ခရိုင်ဖြစ်ပြီးပိုရာနဲ့ဂျူလီယာလမ်းကြောင်းများတွင်တည်ရှိပါတယ် ။ဗီနစ်မြို့၏အကျယ်အဝန်းထက်မှတ်ချက်မှာ414.6တသမ6စတန်ကီလိုမီတာပတ်လည်ရှိပါတယ်။ဗီနစ်မြို့မှာမြို့တစ်တခုဖြစ်ပြီးရေကြီးနယ်ချိတ်ဆက်ထားတဲ့မြို့တစ်ခုဖြစ်ပါတယ်။ဗီနစ်ဤနေရာနေနဲ့ရေတက်များပေါ်သောဧရိယာကြီးတစ်ခုဖြစ်ပြီးကျွန်းပေါင်း138ကျွန်းရှိသော Venice Lagoon တွင်တည်ရှိပါသည်။ Venice မြို့၏မြို့တက်တန်းဟာနေပေါင်း1500ခန့်ရှိပါသည်။ ဖင်နီမျိုးရဲ့ချက်ကုန်များဟာအဓိကအပြင်စီးပွားရေးနဲ့ကွန်တက်မှုတို့ကာရင်းအရေးကြီးဆုံးခန့်ကန့်လာများဖြစ်ပါတယ်။ဖင်နီမျိုးဟာတစ်ချိန်တည်းမှာအဓိကကုန်ကြေးများပေါ်ရင်အောင်မြင်တဲ့ဒီခေတ်တိုင်းတိုင်းပုံရိပ်နေမကျော်လာဖြစ်ပါတယ်။ဖင်းနဲ့ရဲ့ထကုံများဆိုရင်တင်မောများဟိကမွေးကြိုင်များဖင်းနဲ့ရေဆွဲထားသောအလှကုံများပတိပစ္စည်းများအမှုပညာကိတ္တပစ္စည်းများနဲ့ဖန်ပစ္စည်းများကိုထုတ်လုပ်ပြီးကုန်တယ်ဖြစ်ပါတယ်။ Morano Glass ဟုလူသိများသောဖင်းနဲ့ရဲ့ဖန်ပစ္စည်းများဆိုရင်ကပ္ပတဝန်းတွင်ကြော်ကြပါတယ်။ ထွက်ပုံတွေပြောပြီးသွားပြီဆိုတော့စီးပွားရေးကိုဆက်လက်ကြိလက်ကြရမယ်ဆိုရင်တင်မောထုတ်လုပ်မှုခေချောင်းကုန်သွယ်မှုနဲ့ခီးသွွားလုပ်ငန်းတို့ဟာအဓိကစီးပွားရေးဖြစ်ပြီးပူရန်ဒိုကလပ်၊ဘက်ဂျီပီစီနဲ့ဂီတာပစ္စည်းရောင်းဝယ်ထုတ်လုပ်မှုတို့ဟာလည်းအရေးပါပါတယ်။စီးပွားရေးလုပ်ငန်းအကြောင်းပြီးသွားရင်တော့တွားရောက်လေဘက်ရှင်တရားကောင်းနဲ့အထင်ကရနေရာလေးတွေကိုဆက်လက်ပြီးဖြတ်ပတ်ပြီးကြည့်ပါရရှင်။ဗီနစ်မှာအထင်ကရနေရာတွေကတော့အလွန်ကုန်မှလှပပါပြီးပုံမြင်တာနဲ့တွားကျင်လာအောင်ဆက်ဆောင်နေပါတယ်။ ဗင်းနစ်မြို့ကိုရေတံခွန်မြို့လိုနဲ့လူတင်များပြီးထိုးမြို့ရဲ့အလှပတွေကခီးတွားတွေရဲ့စိတ်ကိုပျော်ရွှင်ပေးတဲ့အရာတွေပါအထင်ကြီးရနေရာတွေကတော့နံပါတ်၁ဘာစီလီကာဥယျာဉ်ဘာစီလီကာဥယျာဉ်ဟာရေတံခွန်မြို့ရဲ့အထင်ကြီးရနဲ့အလှသောနေရာတစ်ခုဖြစ်ပြီးအထူးသဖြင့်အရှားသောရာသွင်းအဆောက်အအုံများနဲ့ပေါင်းပြီးရှေးကာလကအလွန်အရေးပါသောနေရာတစ်ခုဖြစ်ခဲ့ပါတယ်နံပါတ်၂ဗင်းနစ်နိုင်ငံတော်ပုဂ္ဂိုလ်ရောထိုနေရာဟာဖင်နစ်နိုင်ငံတော်ရဲ့နိုင်ငံရေးအဆောက်အအုံဖြစ်ပြီးရေတံခွန်နဲ့တိုက်ရိုက်ပေါင်းစပ်ထားသောဒီဇိုင်းအဆောက်အအုံလေးဖြစ်ပါတယ် ံပါတ်3ဆုံးကန်လန်ထိုလန်းကြီးသည်ရေချောင်းထဲကစိတ်ဝင်စားဖွယ်ကောင်းလာတဲ့ခီးစဉ်များဖြစ်ပါတယ်။နံပါတ်4ဗီနစ်ကျောက်တုံးထိုကျောက်တုံးကို16ရာစုကလာတွင်တည်ဆောက်ခဲ့ပြီးရေစခွန်လမ်းများနဲ့အဆက်တည်းရှိသောအထင်ကြီးအဆောက်အုံတစ်ခုဖြစ်ပါတယ်။နံပါတ်5ကွာရနီထိုကျုံးမှာရှောင်းမုံဆက်ယုံများနဲ့အထူးသဖြင့်အလှဆင်ပစ္စည်းများနဲ့ရှောင်းမွေတော်ရေစခွန်များကနေအမှတ်တသိပ်ဖြစ်နေပါတယ်။ မြန်မာနိုင်ငံမှာပွဲတော်များရှိသလိုဘင်းနီမှာလည်းပွဲတော်များရှိပါတယ်ဘင်းနီရဲ့ပွဲတော်တွေကတော့ Venetian Carnival, Bene Art Festival, Ragana Storica, September, Venetian ရေချောင်းပြိုင်ပွဲနဲ့ Festa de Rosso July မြို့ပွဲတော်တို့ဖြစ်ပါတယ် ွဲတော်ကြီးတည်မိသွားပြီဆိုတော့ဗီနစ်မျိုးရဲ့ဈာဆာရီယာဘာရီယဲဆိုတာဆက်လက်ကြည့်ကြည့်လိုက်ကြရအောင်ရှင်ဗီနစ်မျိုးရဲ့ဈာဆာရီယာတော့ Risto or Nivitispia ပေါင်စပြည့်တင်နဲ့ပြုလုပ်ထားတဲ့ငါခောက်ဆွဲ Piccoli in saucer sauce နဲ့ပြုလုပ်ထားတဲ့ Piccoli ခောက်ဆွဲ Sada in sauce ရှင်းစားရတာရှိသောငါလက်တမ Tiramisu ဗီနစ်နိုင်နာမည်ကြီးသောမုန့်နဲ့ Prosecco wine Venetian cheese wine တို့ပဲဖြစ်ပါတယ် ဗီနီမျိုးရဲ့ရေချိမှုဘာသာစကားကတော့အီတလီဘာသာစကားဖြစ်ပြီးဗီနီရှန်ဒိုင်အလဘာသာစကားကိုအရှုံနေရာမှာပြောဆိုကြပါတယ်။ဗီနီမျိုးရဲ့ပညာရေးစနစ်ကတော့အဓိကအားဖြင့်ယဉ်ကျေးမှုအနုပညာရဲ့တုသေနများပေါ်ရှိကံပါတယ်။တက္ကသိုလ်တွေကတော့ Kabuskari University of Venice အထင်ကြီးတက္ကသိုလ်နဲ့ IUAV University of Venice နဲ့ဆိုင်တက္ကသိုလ်ကချင်းချပါတယ်။ ဟာလှပတဲ့မြို့တမျိုးဖြစ်ပါလေရှင်မြို့ရဲ့ထူးခြားချက်တွေလည်းရှိပါတယ်ရှင်ထူးခြားချက်တွေကတော့ဘင်းနီမြို့မှာကားလမ်းမရှိခြင်းနဲ့အလင်ဂီတုံမြို့ဖြစ်တစားခေါ်ခံရပြီးရေချောင်းလမ်းများဖြစ်ထူးခြားစွာတရှိနေခြင်းကြောင့်ဖြစ်ပါလေရှင်ဘင်းနီမြို့ရင်းရေတကူများနဲ့ရေချောင်းအရှိခံလမ်းများပေါ်တွင်နေထိုင်မှုစနစ်တရှိပြီးတော့အမှုပညာနဲ့တမန်အဆောက်အအုံများလည်းရှိပါတယ်ရှင်မတ်ဘရာဇီလီကန်နဲ့ဒုတိယပဲရစ်ကဲ့သို့သောအထင်ကြီးအဆောက်အအုံများနဲ့ မက်ထရိုကွန်ပျူတာနိုကေတူတောသူများဒီလေဗင်းနီမြို့ရဲ့ထူးခြားစနစ်ဖြစ်ပါလိမ့်ရှင်ဗင်းနစ်မြို့ကိုသွားလဲမယ်ဆိုရင်တော့အပြည်ပြည်ဆိုင်ရာဗင်းနစ်မာကိုပိုလိုလေးဆိုင်နဲ့ဗင်းနစ်ဆန်တာလူစီယာမြေသားဘူရာမနှစ်စင်အီတလီမြို့များနဲ့ချိတ်ဆက်ပြီးတော့သွားနိုင်ပါတယ်။မြို့တွင်မှာဆိုရင်တော့ Water Taxi နဲ့ Vaporetto Water Bus များဖြင့်မြို့တွင်ကိုသွားလာနိုင်ပါတယ်။မီလန်မြို့ကိုသွားဖို့အတွက်နေရာလိုက်အမျိုးမျိုးသောနေရာတွေရှိပါတယ်။ဒီရင်ဖြစ်သွားမယ်ဆိုရင်နိုင်ငံခြားအနေနဲ့ဆိုရင်တော့ Mapanse Airport MSP Lenaichi Airport Alliance Oreo Aerio BGY တို့ထဲရတခုကိုပို့လို့ပြီးမီလန်ကိုရောက်နိုင်ပါတယ်။ဒီစိတ်ကနေ Mapanse Express Train တို့မဟုတ် Shuttle Bus နဲ့မီလန်မြို့လေမီလန် Central Train Station တို့ကိုသွားနိုင်ပါတယ်။ သမီးတို့ရဲ့ presentation လေးကိုအဆုံးထိကြည့်ကြနိုင်ပြီခဲ့ကြတယ်။တူတယောက်ချင်းစီတိုင်းကိုကျေးဇူးထွန်းတင်ရှိပါတယ်ရှင်။သမီးတို့ရဲ့ presentation လေးမှာအမှားတဆုံးတရားပါခင်နားလည်ပြီးကြဖို့မျှော်လင့်ပါတယ်ရှင်။နောက်တဲ့ presentation လေးတွေမှာထပ်ဆောင်ကြပါမယ်ရှင်။